PDM FN ကိုအပိနာရှင်ဝင်းရံလျက်ရှိကြသောတော်လန်မီဝပြည်သူကြီးကိုမောင်တို့တို့အားလုံးမင်္ဂလာပါ ကျွန်တော်တင်ဆက်ပေးနေတဲ့ဆီယမဂျူးရေးသားထားတဲ့ကျွန်မရှိသောနိုင်ငံဆောင်ထဲကရေဒီယိုတတိကြွခြင်းဆိုတဲ့အခန်းကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရေဒီယိုတတိကြွခြင်း အနှုမြူဘုံပိုင်ကျင်လိုက်တာလို့အဖိုးစင်ကတကယ်စိတ်ရင်အတိုင်းလှုပ်ခနဲပြောလိုက်မိပြီမေတကယ်တော့မြန်မာနိုင်ငံမှာအနှုမြူတပ်ပေါင်းဖို့တိဆောက်ပြီဆိုရင်ဝမ်းမြောက်ဝမ်းသာကြိုးစုံနိုင်ပါမလားလို့ကိုကိုကိုမေးကြည့်မိတယ်ရှင်ထဲမှာစံချဘက်အဖြေနှစ်ခုတပြိုင်နက်ပေါ်လာတော့တာကြည့်ပဲသူများနိုင်ငံမှာနျူကလ িয়ার လက်နက်ရှိပြီး ကိုယ်နိုင်ငံမှာမရှိတော့ထိတ်လန့်အောင်ငင်စရာပေါ့ကိုကဂျပန်ရှုံးနေတော့ကိုလက်နယ်လေးရှိလာပြီဆိုရင်ကိုကိုကိုယုံကြည်မှု ရှိလာမှာပေါ့နောက်ပြီးဒုနိုင်ငံမှာမိရေခဏခဏပြက်နေတာမျက်စစ်ဓာတ်အားမလုံလောက်လို့မဟုတ်လားရေအားလျက်စစ်ကတိတ်မလုံလောက်ရင်နျူကလ িয়ার စွမ်းရင်သုံးမျက်စစ်နဲ့ပြည်နိုင်တာပေါ့ဒါပေမဲ့တချိန်ချင်းမှာပဲ ရေဒီယိုတတိကြွခြင်းဆိုတဲ့စကားလုံးဟာခေါင်းထဲမှာဝင်လာပြီးစိတ်ညစ်ထိတ်လန့်သွားခဲ့တာလဲအမှန်ပါပဲစေယုံဆောက်ပြီးလက်ပတ်ပြီးဆိုရင်နျူကလ িয়ার အမိုက်တွေရတော့မယ်အဲ့ဒီနျူကလ িয়ার အမိုက်ကိုဘယ်မှာစွန့်ပစ်ကြမလဲအဲ့ဒါပြဿနာရေကုန်နာပဝင်းချင်းမှာစေယုံတယ်မလားရေကုန်ပဝင်းချင်းမှာမြေကြီးနဲ့နဲ့ဒူဘီစွန့်မလားဒါမှမဟုတ် ရန်ကုန်သားကပင်လယ်အောက်ရှေ့မှာအမိုက်ကျင်းတွေ့ပြီးစွန့်မလားအဲ့ဒါတော့မဖြစ်ဘူးဆရာကြီးကန့်ကွက်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကိုနေတဲ့ပဝင်းကျင်းမို့ပေါ့ကိုပဝင်းကျင်းမှာရေဒီယိုတတိရီပြန့်ကုန်မဲ့အဖြစ်ကိုဘသူကလူလားပါမလဲမန္တလေးနာတဝိုက်လည်းမဖြစ်ဘူးအဲ့ဒီမှာသမီးအန်တီယူတို့မိသားစုရှိတယ်ကိုအမျိုးကိုရှစ်နေတဲ့မျိုးရှစ်ပုံပေါ်လေး ရင်နံချောင်းသားလည်းမဖြစ်တင်ဘူးပေါ့အဲ့ဒီမှာသမီးတို့ရှိတာကိုဘယ်နဲ့လဲဘလောက်တရားမျှတလိုက်တဲ့စင်ញံသုံးသက်မှုလဲကို့လိုပဲတခြားသူတွေရောဘလို့တုံ့ပြန်ကြမလဲသိချင်တယ်နျူကလ িয়ার ဆွဲရင်ကပေးမဲ့လျှက်စစ်တအားကိုတော့လိုချင်တယ်စုပစ်ပစ္စည်းကြတော့ဒီမခံနိုင်ဘူးဒါတဘာဝတော့မကြဘူးတခုကိုလိုချင်ရင်တခုကိုတော့ပေးဆက်ရလိမ့်မယ်ဒါလောကရဲ့အနည်းအမှတရားတယ် ကြပါမယ်သိစိတ်မပူပါနဲ့သမီးရဲ့သိပ္ပံပညာဟာအရှိန်အဟုန်နဲ့တိုးတက်နေတာပါနည်းနည်းလေးပဲပိတ်ဆက်ပြီးအများကြီးရနိုင်တဲ့နီလန်းကိုသူတို့ရှာဖွေနေကြတယ်အရင်ကထက်လုံခြုံစိတ်ရှားရတဲ့နျူကလ িয়ার အမှိုက်စွန်နည်းတွေကို အမျိုးမျိုးကြံစည်အကောင့်ထဲဖုံးနေကြပါပြီအန်ဒီတို့စီမှာစက်ယုံဆောက်လို့လဲပတ်ပြီးဆိုတဲ့အရှင်ဟာအကောင်ဆုံးစွပြည့်နည်းတွေသူတို့ရသွားတဲ့အရှင်ဖြစ်ပါလိမ့်မယ် အခုကိုပဲအမေရိကန်နဲ့မက္ကဆီကိုမှမြေကြီးအောက်ပေနထောင်မှစောက်ခဲ့ပြီးလို့တော့အသုံးပြုနေရော့မယ်။နောက်ပြီးသမုတ်တရားအောက်ကရွှွန်စေးမြေတုထဲမှာဆွန့်ပစ်တာတွေလဲအနည်းအကင်းနဲ့လို့သိပ္ပံပညာရှင်တွေကစမ်းသပ်တွေ့ရှိနေပြီ။အခုလောလောဆယ်တော့နျူကလ িয়ার အမိုက်ကိုဆွန့်ရမှာအနည်းအကင်းဆုံးအဖြစ်အဲ့ဒီနီးနှစ်နီးကိုပဲသူတို့လက်ခံသေးတယ်။ကာဂျီ မြေကြီးအောင်နှဆိုင်ရတဲ့နေရာမှာအမိုက်ဂျင်းကြီးတူပင်းအမေရိကန်တွေအခုနယူးမက္ကဆီကိုမှာလုတ်တလို့ဆွန့်ပစ်နေခါဝေးတမုတ်ရအောက်ကချွန်စင်းမြေကျောထဲမှာဆွန့်ပစ်နေတယ်။အဲ့ဒီနေ့နှစ်ခုလုံးဟာကုန်ကြစရိတ်ဒေါ်လာတန်း1000လောက်ရှိမင်းတို့မြန်မာနိုင်ငံအတွက်ဒေါ်လာတန်းတစ်ထောင်ဆိုတာအများကြီးမှအများကြီးပါပဲဘလို့နီးနေမှအဲ့ဒီငွေကိုသုံးနိုင်မှာမဟုတ်ဘူး တခုတော့မျောလင့်ပါတယ်စေယုံဆောက်ပေးတဲ့ဖက်ဆက်ကုမ္ပဏီကအမိုက်စွန့်ဖို့အတွက်ပါအဲဒီလောက်ငွေကြေးအကုန်အကျခံပေးမယ်ဆိုရင်ဘလောက်ကောင်းမလဲမြမဟပြီကိုစေတနာနဲ့လာလုပ်ပေးတာဆိုရင်တော့နှစ်မျိုးလုံးအတွက်သူတို့ငွေကုန်ကြခံပါပါအဲဒီလိုမဟုတ်ဖဲသူတို့နိုင်ငံမှာစေယုံဆောက်ခွင့်တွေကိုပိတ်ပစ်လိုက်တာမို့သူတို့ငွေကုန်ခံထားပြီးသားနှီးတွေအတွက်ဈေးကွက်တိချတာဆိုတော့အမိုက်စွန့်ဖို့ကိစ္စကိုသူတို့စဉ်းစားမှတော့မဟုတ်ဘူး တင်းထိုင်းရဲ့သင်္ကန်ပဲလို့မျက်နှာလွဲခဲပြစ်လုပ်တော့မှာပဲ။ဒါဆိုရင်တော့ဒုက္ခအကြီးအကျယ်ကန့်ကွက်ရလိမ့်မယ်။မုံစီကျော်ကတော့ဘယ်မှနေမှမသိသေးဘူး။နှခမ်းနာနဲ့မတဲ့တော့ငင်းရတော့မှာပဲ။နေ့စစ်မလုံလောက်တာဘာဖြစ်သေးလဲ။ဒုစီမှာကော်ဖီဖြော်ရဲဆိုရင်လဲလက်နဲ့ဖြော်။ပေါမော့မိခင်ရင်လဲမိသွေးမိနဲ့กินတာ။အဝိရှော်တော့လဲလက်နဲ့ရှော်ကြတာများတယ်။အဝိရှော်တော့လဲနေနဲ့ရှော်တာ။ တို့စီမှာလျက်စစ်တအားပေါများသလိုတို့စီမှာနေအောင်ကြီးပေါ်တယ်။နေအောင်ကြီးကအလကားတော်ညသေးတယ်။ညမီးမလာရင်ရောတဲ့။အေးလေဒါလည်းဖျောင်းနိုင်တဲ့နေကြီးချလို့ရတာပဲ။မီးမလောင်အောင်တော့လူကြီးတွေကဂယူဆိုင်ပေါ့။မီးလောင်ပြီဆိုရင်စလောင်တဲ့အိမ်ကိုထိုက်ထိုက်တန်းတန်းအေးယူတာပိုစင်ကလေးကပါပဲ။မီးလောင်တဲ့အိမ်ရှင်ဟာကိုယ်အိမ်နဲ့မီးကျွမ်းခံရလူလေးထောင်ကြရနှခါနာတယ်လေ။ မှတ်ခဲ့ရောတရားဥပဒေအရမီလောင်လင်းအင်ရှင်အချုပ်ကြစီဆိုတာကိုအင်ရှင်ကအင်ငါထားတာဆိုရင်အင်ငါရဲ့ပေါ်ဆမှုကြောင့်ကိုအိမ်လဲမီလောင်ခံရကိုလည်းဘာမဆိုင်ညာမဆိုင်အချုပ်ထဲရောက်ရဆိုရင်မချောင်ဘူးပေါ့ငါမိတော်ကို ပေါ့လို့ပြောကြမလားဒီလိုသားဆိုရင်အင်ငါတွေကကိုအိမ်မဟုတ်လို့အလေးမထားပဲနေကြတော့မဲ့သဘောမျိုးဖြစ်မလားထားပါတော့လေအခုအန်တီကရေဒီယိုတက်တီကြွခြင်း Radio Activity အကြောင်းသမီးကိုနည်းနည်းပြောမလို့ Radio တတိကျွလောင်ကြီးတွေဟာဘလို့နီးနဲ့ဖြစ်လာတယ်လဲပဝင်းချင်းကိုလူကိုသူတို့ကဘလို့ထိခိုက်ပြောင်းလဲစေတယ်လဲဆိုတာပြောပြခြင်းလို့1986ခုနှစ်အေပီလ26ရက်နေ့စနေနေ့နနက်အစောပိုင်းအချိန်တွေမှာယူကရိန်းပြည်နယ်မှာရှိတဲ့ Chernobyl Nuclear Site ရဲ့ဆက်ရုံမှာ Nuclear Reactor ၄ခုအနက်တစ်ခုပေါက်ကွဲသွားတယ် ကမ္ဘာအကြီးဆုံးမတော်တဆနျူကလ িয়ার ပောက်ကွဲမှုလို့ပြောတယ်။အပူချိန်အလွန်အလွန်မြင့်မားတဲ့ရေဒီယိုသတ္တိကြွအပြက်အစီးတွေဟာပောက်ကွဲမှုအချိန်နဲ့လေလူတွေတက်သွားပြီးလွင့်စင်ဖြာကျသွားတာဥရောပတိုက်ရဲ့နေရာတော်တော်များများကိုရောက်ကုန်ရောဒိနန်တွေမွေးမြူရေးတလိမ့်ဆန်တွေမြေကြီးတွေမှာရေဒီယိုသတ္တိကြွရောင်ကြီးလိုင်းတွေစိတ်ဝင်ပြန့်နှံ့ကုန်တော့တာပေါ့ရေဒီယိုသတ္တိကြွခြင်းဆိုတာအက်တမ်တွေရဲ့ မတည်ငြိမ်တဲ့နျူကလ িয়ার တွေပြန်ပြီးပုံစံကျအောင်လုပ်တဲ့ဖြစ်ရဲ့အဲ့ဒီဖြစ်ရတဲ့အတူဒီအက်တမ်ထဲမှာရှိတဲ့အမုံတွေထွက်စွမ်းရင်တွေထွက်လာတယ်။အဲ့ဒီဖြစ်ရကိုရေဒီယိုတက်တိကြွတယ်လို့ခေါ်တာပဲ။အက်တမ်မှာနျူကလ িয়ার ဆိုတဲ့အက်တမ်မှာနျူကလ িয়ার ဆိုတဲ့အတွေ့အနှစ်တစ်ခုပါတယ်။အဲ့ဒီအတွေ့အနှစ်ထဲမှာပရိုတွန်နဲ့နျူထရွန်အမုံလေးတွေပါတယ်။နျူကလ িয়ার ရဲ့ဘေးမှာတော့အီလက်ထရွန်လေးတွေရှိတာပေါ့။ ဒီရေဒီယိုတတိကျဖြစ်ရဟာလေးလံတဲ့အကြံအမြင်တွေ heavy metal အချမ်းတွေမှာတော့အလိုအလျောက်ဖြစ်တတ်တဲ့သဘာဝပဲမတည်ငြိမ်တဲ့အရှင်အင်းတွေတခုကနေတည်ငြိမ်တဲ့အရှင်အင်းတွေရောက်အောင်ပြုပြင်ပြောင်းလိုက်တဲ့အခါမတည်ငြိမ်တဲ့ nuclear တွေဟာစွန့်အင်ထုတ်ပေးလိုက်တယ်အဲ့ဒီစွန့်အင်တွေကတော့ပုံစံ၃မျိုးနဲ့ထွက်လာတာပေါ့ alpha အမုန်း beta အမုန်းဒါမှမဟုတ် gamma ရောင်ကြီးတွေတဲ့တဘောဝအလျောက်ဖြစ်နေသော radio တတိကြွတတ်များ Natural Radioactivity ကဘာကြီးထဲမှာ Radio တက်တိကြွားစေတဲ့ပစ္စည်းတတုဓာတ်တွေပါနေတယ်။အချို့အစအရတော့တော်တော်နဲတာပေါ့။မြေကြီးရဲ့အလေးချိန်အပုံတန်းပုံမှ Uranium တတုကသုံးပုံပဲပါတာတဲ့။အဲသူတို့ရဲ့မတူညီတဲ့ Nucleus တွေပျက်စီးပြိုကွဲတဲ့အခါ No level background radiation ဆိုတဲ့ Radio တက်တိကြွားမှုနဲတဲ့ဓာတ်ရောင်ကြီးတွေထွက်တာပါပဲတဲ့။ အဲ့ဒီရောင်ကြီးတွေက အပင်တွေတက်တဝါတွေရဲ့ DNA ကိုဖျက်ဆီးနိုင်တယ်။အဲ့ဒီအခါမှာ gene mutation လို့ခေါ်တဲ့ဖြစ်ရပ်တွေကိုဖြစ်ပေါ်စေတယ်။ mutation ဆိုတဲ့အဓိပ္ပာယ်ကမူလပုံစံမှာမူလနေရာမှထွက်ခွာတာပြောင်းလဲတာကိုပြောတာ။သမီးအနေနဲ့ gene ဆိုတာဘာရယ်လို့တိတိကျကျမသိပင်မယ်။ new yo pizza နဲ့ပတ်သက်တယ်ဆိုတာတော့အသိမှာပေါ့နော်။ဥပမာမျက်လုံးပြားစေတဲ့ gene နဲ့မျက်လုံးနက်စေတဲ့ gene ဒါမျိုးပေါ့။ အဲ့ဒီမျိုးရိုးဗီဇတွေပြောင်းလဲကုန်တဲ့အဖြစ်ကို gene mutation လို့ခေါ်တာဒီတော့ဘာဖြစ်လာမလဲဒီတော့မျိုးစုအစ်စ်တွေကဘာမှာပေါ်လာမှာပေါ့အပင်ထဲမှာလည်းထူးခြားတဲ့မျိုးဆက်တွေပေါ်လာမယ်တတဝါထဲမှာလည်းထူးခြားတဲ့မျိုးသစ်တွေပေါ်လာမယ်ဒါက radio သတ္တိကြွအနိုင်စားပြောင်းလဲမှုကြောင့်ရလာမယ့်အကျိုးဆက်ပေါ့ radio သတ္တိအမြင့်စားတွေရောဘယ်လိုရမလဲတဲ့ဒါကိုတော့တတူမိုင်းတူဖော်ရာကနေရပါတယ် ။ဥပမာယူရေနီယံသတ္တုကိုကြောက်တုံးကြောက်ဆောင်တွေကနေတူးဖော်ပြီးထုတ်ယူတဲ့အခါမှာထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေပေါ့။အဲ့ဒီပစ္စည်းတွေဒီအတိုင်းမဲ့စုပြီးအမိုက်ပုံလိုမြင့်မြင့်လား။အဲ့ဒီကနေနေနဲ့အတူပါသွားလူလူရဲ့အသက်ရှူလမ်းကြောင်းထဲဝင်ပြီးအဆုတ်ကင်ဆာတွေဖြစ်ကုန်တာပဲ။အရှေ့ဂျာမနီမှာရှိတဲ့ယူရေနီယံသတ္တုမိုင်းတစ်ခုမှာ အလုတ်လုတ်တဲ့လူတောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါ900ခန့်လုံးမှာအဆုတ်ကင်ဆာဖြစ်နေတာကိုတွေ့ရတဲ့ ဒုတိယမောင်9ရောက်ဆိုတော့မနှဲလာဘူးပေါ့အဲ့ဒါကသဘာဝရေဒီယိုတတိကျရောင်းချီတွေနှစ်ဒူလုံးလို့ဖြစ်လာတဲ့ရေဒီယိုတတိကျခြင်းဒါကိုတော့သမိသိပါတယ်နျူကလ িয়ার ဆွမ်းရင်နဲ့အလျက်စစ်ထုတ်တဲ့ဆက်ယုံတွေနျူကလ িয়ার လက်နက်ထုတ်တဲ့ဆက်ယုံတွေကထွက်တဲ့ပစ္စည်းတွေပေါ့နျူကလ িয়ার ဆွမ်းရင်အတွက်သုံးတဲ့လောင်စာဟာယူရေနီယံ2မျိုးပါတယ်ယူရေနီယံ235နဲ့ယူရေနီယံ238တဲ့ ဲ့ဒီနှစ်ခုပေါင်းလိုက်တော့စွန့်ရင်ထွက်လာတယ်ဆိုတော့သမီးရင်အဲ့ဒီအခါမှာ plutonium 239ဆိုတဲ့ပစ္စည်းတစ်ခုလည်းထွက်တယ်အဲ့ဒါဟာ radio တတိမြင့်တဲ့ heavy metal တစ်မျိုးပေါ့တဘာဝအလျောက်မဖြစ်ဘူးကဘာပေါ်မှာမရှိခဲ့ဘူး Uranium 235နဲ့ Uranium 238ဓာတ်ပြုပြီးမှရလာတဲ့လူလုံတက်တူလို့ပြောရမယ်။အဲ့ဒီ Plutonium ဟာ Atom Bomb Nuclear Bomb တွေလုပ်တဲ့နေရာမှာသုံးနေ ရေဒီယိုတတိကြွချက်ကြောင့်ဘာလို့ဖြစ်လာနိုင်တယ်လဲရေဒီယိုတတိကြွနျူကလ িয়ার တွေဟာပဝင်းကျင်ရဲ့အမှုန်လေးတွေလေမြေအမှုန်တွေနဲ့ရောမိသွားရောလူပလေးဆန်တွေရဲ့ကိုခန္ဓာလေးကိုလမ်းကြောင်းနှစ်ခုနဲ့ဝင်နိုင်ပါတယ်အစာလမ်းကြောင်းနဲ့အသက်ရှူလမ်းကြောင်းပါကိုခန္ဓာတွေရောက်သွားပြီးတဲ့အခါရေဒီယိုတတိကြွနျူကလ িয়ার တွေဟာဂမ်မာရောင်ကြီးတွေကိုနှစ်ပေါင်းများစွာဆက်ထုတ်နေတော့တာပါပဲအဲ့ဒီဂမ်မာရောင်ကြီးတွေဟာမြင်းဖြောင်းအတိုင်းသွားတယ် ကိုခန္ဓာတ िश ူးတွေတဲကိုအလွယ်တကူထွင်းဖောက်ဝင်နေ DNA ရဲ့အမြင်တစ်ခုမှတစ်ခုကိုတော်လကောင်းနှစ်ခုလုံးကိုတော်လကောင်းဆွဲဖြဲကွဲပြတ်စေနိုင်ရင်ပြတ်သွားတဲ့ DNA ကိုပြန်ပြင်မဲ့ cell တွေတော့ရှိပါရဲ့ဒါပေမဲ့အမားတွေတော့ဖြစ်ကုန်နိုင်တာပေါ့အမြင်မတူတာတွေပေါင်းကုန်တာမျိုးမျိုးရိုးပီဇာတွေပြောင်းသွားတာမျိုးဖြစ်ကုန်နိုင်တယ်အဲ့ဒီနေရာဖြစ်ကိုခန္ဓာတွေမှာဖြစ်လာနိုင်တာကတော့ကိုဝင်တွေပြက်ကြကုန်မဲ့ အသက်ရှင်ရမွေးလာခဲ့ရင်လည်းအဲ့ဒီကလေးတွေဟာကိုခန္ဓာရှုပ်ရင်းတဲ့ကလေးတွေဖြစ်လာမယ်။အဆုတ်ကင်းစာ၊အစာလန်းချောင်းကင်းစာ၊ thyroid ၊လေပင်းကျိတ်ကင်းစာတွေဖြစ်လာမယ်။အထူးသဖြင့်ကလေးတွေမှာပေါ့။ခုခံအားခုခံစွာအားစနစ် immune system ပျက်စီးယူရင်းတဲ့လူတွေများလာမယ်။မျိုးဗီဇပြောင်းလဲကုန်တဲ့အဖြစ်ဟာအပင်တွေရောဒလိဆန်တွေမှာပါဖြစ်လာမှာမို့အခုကစပြီးနောက်နှစ်200လောက်ကြာတဲ့အခါအခုတို့ကဘာမှမရှိတဲ့အကောင်တွေ အပိနှွေအထူးအဆန်းတွေပေါ်ပေါက်လာမယ်။သိပ်ပံရုပ်ရှင်ကားတွေခင်လွန်ရုပ်ရှင်တွေကကိုယ့်ရောက်ကာယတရဝကြီးတွေဟာတကယ်ဖြစ်လာတော့မှသမီးရဲ့ဘယ်နဲ့လဲ။ဒီတော့ဒါရီကိုနဲအောင် ထိမ့်သိမ့်ရမယ်။လုံးဝမဖြစ်ပေါ်အောင်တော့ထိမ့်သိမ့်လို့မရတော့ဘူး။လွန်သွားပြီ။နျူကလ িয়ার ပုံးချောင်းနျူကလ িয়ার လောင်စာရီယာဂျာရီပေါက်ကွဲမှုကြောင့်ရေဒီယိုတက်တီတွေဒုက္ကဘာမှာပြန့်နှံ့သွားပြီလေ။ နောက်ပြီးနျူကလ িয়ার အမိုက်တွေလည်း twin တိမ်တိမ်မြောင်းတိမ်တိမ်တွေထဲမှာစွန့်ပစ်ခဲ့ကြပြီးပြီနျူကလ িয়ার ဆက်ယုံတွေတိဆောက်နေတဲ့အချိန်မှာအဲ့ဒီလုပ်ငန်းရှင်တွေဟာနျူကလ িয়ার လက်နက်ကိုပဲပထမဦးစားပေးပြီးတွေးခဲ့တာကို အမိုက်စွန့်တဲ့ကိစ္စဟာခေါင်းထဲမှာမရှိဘူးရှိခဲ့ရင်လေဒုတိယတတိယနေရာမှာပဲရှိခဲ့မှာပေါ့ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ပြည်နယ်ကနျူကလ িয়ার စွမ်းအင်စက်ရုံဟာသူ့ရဲ့စွန့်ပစ်အမှိုက်တွေကို အနည်းအနားမှာပဲကျဉ်းတူးပြီးပစ်ခဲ့တယ်။ခမန်းကျေကူဘာမီတာ3900လောက်ရှိတဲ့အမှိုက်ခဲရီရဲ့ကူဘာမီတာ2000လောက်ရှိတဲ့ဓာတ်ရုပ်အမှိုက်တွေရဲ့ကိုတိုင်ကီရီတွေကိုထည့်ပြီးညီချင်းနဲ့ထည့်မြုပ်ခဲ့ကြတယ်။ဒီကြီးတွေကနေတစင်းအဲ့ဒီရေဒီယိုတက်တီတွေမပြတ်ဘူးလို့ဘယ်သူပြောနိုင်မလဲ။ဒါကိုဖြုတ်ပြန်ဖို့တော့အမေရိကန်ကစီမံကိန်းဆွဲနေပြီတဲ့။ နောက်လာမယ့်85နှစ်အတွင်းဒေါ်လာ90ဘီလီယံကုန်ကြခံပြီးဆက်ရုပ်တွေတိဆောက်ပြီးသူတို့အမိုက်ဆွန်းတဲ့မြေကိုပြန်တန့်စင်အောင်လုပ်ကြမယ်ဆိုပဲကမ္ဘာကြီးပျက်စီးမဲ့ကိစ္စမှာအမေရိကန်ပါတယ်လို့ရုရှားလည်းပါတာပါပဲနောက်ဆုံးတော့ရုရှားတွေကလည်းသူတို့ဘယ်တော့မှဘယ်နေရာမှာနျူကလ িয়ার အမိုက်တွေဆုံးခဲ့ပါတယ်ဆိုတာဝန်ခံရတော့တာပေါ့အထိတ်သမုတ်တရားတွေကကာရာပီလေတွေကိုနျူကလ িয়ার ဓာတ်ပစ္စည်း nuclear reactor 16ခုစုပ်ခဲ့ပါတယ်တဲ့။ Siberia အလယ်ပိုင်းမှာနှစ်ပေါင်းများစွာကြာအောင် nuclear အမှိုက်တွေကိုကံတွေထဲမှာစုံပစ်ခဲ့ပါတယ်တဲ့။အဲ့ဒီစုံပစ်ခဲ့တဲ့အမှိုက်တွေရဲ့ radio သတိကြွပမာဏဟာ Chernobyl ပောက်ကွဲရာကနေရတဲ့ပမာဏထက်အဆ20လောက်ရှိခဲ့တာဆိုပဲ။အဲ့ဒီတတိကျအမိုက်တွေကိုကြောက်ဆောင်အအပ်တွေကြားကနေရှုံွာစီပို့ခဲ့ကြတာပါတဲ့ 1950ပြည့်နှစ်ပိုင်းတွေလောက်စီကဒီနေ့ဟာလုံခြုံစိတ်ချရတယ်လို့ထင်ခဲ့ကြတာပေါ့လေဒီတိန်နိုင်ငံဟာလည်း1983ခုနှစ်ကတည်းကနျူကလ িয়ার အမိုက်တွေကိုအတ္တလန္တိတ်သမုတ်တရားတွေဆွန့်တဲ့လုပ်ရက်ကိုရက်ဆိုင်ခဲ့တယ်။ဒါပေမဲ့အပြည်ပြည်ဆိုင်ရာစာချုပ်ကိုတော့လက်မှတ်မထိုးသေးဘူးတဲ့1996ခုနှစ်အထိပေါ့နော်။စောစောကပြောတဲ့အမိုက်စွန်းနည်းနှစ်ခုကိုပြန်ကြည့်ကြရအောင်။ကာကြီးညီကြီးအောင်နက်နက်တူပြီးစွန်းနည်း ဘလောက်နိုင်ရမလဲမီတာ1200လောက်နိုင်ရမယ်တဲ့အဲ့ဒီအမိုက်ချင်းရွေးချယ်တဲ့နေရာဟာမြင်းငလင်လှုပ်တတ်တဲ့နေရာလည်းမဖြစ်ရဘူးတဲ့ဟုတ်တာပေါ့ငလင်လှုပ်လို့အဲ့ဒီအမိုက်စီတွေကွဲအပ်ယူဆိုင်ကုန်ရင်ဖျားတကြပဲအမိုက်ချင်းလုံးမဲ့မြေကျောဟာရေကျောထက်လည်းမြင့်နေရမယ်တဲ့ရေကျောဟာအမိုက်ချင်းထက်နိုင်တဲ့နေရာမှာရှိမှာပေါ့ရေကျောကနေရေချမ်းစီးစင်းပြီးအမိုက်ချင်းနဲ့ရောသွားရင်အမိုက်ချင်းက စိတ်ထွက်ကောင်းထွက်မဲ့ရေဒီယိုတတိကျဓာတ်တွေဟာရေထဲကို ဝင်ကုန်မယ်ရေကြောပြန်နှမ်းသမျှခီးဆက်မယ်ဒါဆိုရင်ဘယ်ရီခီးဆက်မလဲစဉ်းစားတာကြည့်ပြီးတော့အဲ့ဒီအမိုက်ကျင်းပေါ်မှာကြောက်လွားလဲရှိရမယ်ဒါမှရေနဲ့စိတ်ခက်ရင်လဲရေဖောက်မထွက်နိုင်တဲ့ကြောက်လွားနဲ့တားမြစ်ပိတ်ပင်ပြီးသားဖြစ်မယ်အဲ့ဒီပဝင်းကျင်ဟာအနာဂတ်ကာလမှာလည်းလူမနေတဲ့ပဝင်းကျင် ဖြစ်ရမယ်။အဲ့ဒီအနာကိုလူတွေမနေအောင်ထိန်းရမှာပေါ့သမီးရဲ့ လူနေတဲ့အခါအဝစီတွင် တူးမိမယ်ရေဟာရေဒီယိုတက်တီရေပြတ်နေခဲ့ရင် လူဟာအဲ့ဒီရေကြောင့်ဒုက္ခရောက်မှာဆိုလို့ပေါ့ရေဒီယိုတက်တီကြွမြင့်တဲ့အမိုက်တွေဟာ အပူဒီဂရီတော်တော်မြင့်နေဒါကြောင့်အမိုက်ကိုတနေရာကနေတနေရာတဲရာမှာအပူကာဖို့လိုတယ်သူတို့ပြောတာတော့အမိုက်ကိုဖယ်ရေကြိုပြီးသားတယ်ထည့်ရတယ်ပြောတယ်အဲ့ဒီဖုန်ထဲမှာအမိုက်ဟာတနေရာတဲ့ဆွေးမြဲနေမယ်ပေါ့ အဲ့ဒီအရာကိုမှနယံထူတဲ့ stainless steel သမဏိစစ်စစ်စီရီထဲမှာထည့်ပိတ်နယံဟာ25စထူရမယ်တဲ့ပိတ်တဲ့အခါမှလည်းပြန်မပွင့်အောင် အသေးပိတ်ပြရတာပေါ့အဲ့ဒီပစ္စည်းတွေကို မြေအောက်ကချွန်ဆွေးလွာထူထူထဲမှာပြည့်ရမှာဆိုပဲ Pelgo ဘာလို့ရွေးတယ်လဲဆိုတော့ Pel ဟာ radio တတိအဖြစ်အစည်းကိုတန်းခမ်းနိုင်တယ်တဲ့ Pelgo တိုက်စားပျက်စီးဖို့တော်တော်ခက်တယ်လေ ချွန်ဝါကိုရွေးရတာကတော့ချွန်ဝါဟာပကင်းထုတ်ပိုးပစ္စည်းအဖြစ်သုံးခဲ့အခါရေဒီယိုနျူကလိုက်တွေပြန့်နှံ့ဝင်ဖို့နှင်းလို့ပါပဲတဲ့အလဲအလဲရေဒီယိုတတိကျွမ်းနဲ့ရေဒီယိုတတိကျွမ်းနဲတဲ့စွန့်ပစ်အမိုက်တွေကိုတော့အေကလိုင်းထည့်ဖြော်ထားတဲ့တမနီစီရီတွေထည့်ပြရမယ်တဲ့အေကလိုင်းရေတွေကိုစီတဲ့လဲထည့်စီတစ်ခုနဲ့တစ်ခုကြားလဲလောင်းထည့်ပြီးတယူးကင်ရမယ်ပေါ့ ဘာကြောင့်လဲဆိုတော့အဂလီတက်မြင့်နေတဲ့အခြေအနေရှိတဲ့အရင်းနှစ်ထဲကိုရေဒီယိုတက်တီဆင့်ပျော်ဝင်ဖို့တော်တော်ခက်ခဲလို့ပဲပေါ့သမုဒ္ဒရာအောက်ကရှင်စည်းမြေကျောထဲမှာဆွန့်ပစ်နေသမုဒ္ဒရာအောက်ရှိထဲမှာအနေထိုင်ရှင်ဝါဒူကြီးရှိတယ်တဲ့အဲ့ဒီရှင်ရဲ့အထီးအတွေ့ဟာကင်ကြီးရင်ဘာနဲ့တူတလဲဆိုတော့မြေဘေးနဲ့လှုပ်တဲ့ထောဘက်လိုပဲတဲ့ခတ်တာကသမီးတို့ကနုနဲ့လှုပ်တဲ့ထောဘက်ပဲတည်တာဆိုတော့မြေဘေးထောဘက်ကိုမတည်နိုင်ဘူးပေါ့ မြန်မာပြည်မှာနိုင်ငံခြားတိုင်းပြည်တွေကအစားအစာတွေမျိုးစုံရောက်နေပြီဆိုတော့နေပဲထောဖက်လဲဒိုးစီရောက်နေမှာအမှန်ပဲဒါပေမဲ့ဒိုးကအဲ့ဒီနိုင်ငံခြားပစ္စည်းအယောင်ဆိုင်တွေတွင်မကြခဏမရောက်ရောက်တော့လဲကိုလိုချင်တာပဲရှရှင်းရွေးပြီးရှရှင်းထွက်ကြတာဆိုတော့ရှိမရှိမသိနိုင်ဘူးမြေပဲကိုအင်မတန်ကြိုက်လို့တွေ့ရနေရမှာမချောင်းနိုင်တဲ့အန်ဒီဟာမြေပဲထောဖက်တပူးကိုတနေ့ကြောင်ကိုအောင်မဆောင်းနိုင်ပါဘူးတော်တော်မကြိုက်လို့ပေါ့သမီးရဲ့ မြေဘဲထောဘဲနဲ့ခြုံစည်းကိုနှိုင်းပြရတာကသူတို့ခမားများခြုံစည်းကိုကောင်းကောင်းမကင်ဘူးကြလို့ပေါ့ဒီတော့တို့ကပြောင်းပြန်ပြောရတယ်မြေဘဲထောဘဲဆိုတာခြုံစည်းပဲလို့အစီထွက်ပြီးဈေးကက်ကက်ပြေးတွဲတွဲလေးတွေနဲ့ခြုံစည်းပေါ့ကွယ်ပြင်းတွဲတွဲလေးနေပြင်းတွဲတွဲလေးနေတဲ့ခြုံစည်းပေါ့ကွယ်အဲ့ဒီသမုတ်တရားအောက်ကအနေထိုင်ခြုံဆွေးလောအဲ့ဒီသမုတ်တရားအောက်ကအနေထိုင်ခြုံစည်းလောဟာဒုရဲလဲတော်တော်ထူပါတယ် မီတာရာပေါင်းများစွာထူထပ်တယ်ဆိုတော့အဲ့ဒီရွှန်စေးဟာစိတ်ကပ်ပြင်းထွန်းပြီးအလိုက်တန်လေရှိလေတော့မြင်းကလေးတို့ဘာတို့ရဲ့ထိခိုက်မှုဟာကြောက်လာရင်းမှလို့တိုက်ရိုက်မလာဘူးပေါ့ကွဲအပ်တာရင်းပျက်စီးတာရင်းမရှိဘူးရွှန်ကိုအဲ့ဒီမှာရေလဲမစိမ့်ဘူးအကောင်ပလောင်လေးတွေနဲ့အသက်မရှင်ဘူးဆိုတော့အနေရနေတယ်ပေါ့လေဒါရီကိုဘာကြောင့်သမီးကိုပြပြနေတယ်လဲဆိုတော့ တာမန်ပြည်သူတယောက်အနေနဲ့နျူကလ িয়ার စွမ်းအင်ရဲ့အကျိုးအဖြစ်တွေကို အန်ဒီတည်ထားသလောက်တော့ရှင်းရှင်းလင်းလင်းသိစေချင်လို့ပါပဲ။ဒို့စီမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့ဒို့စီမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့မရှိဘူးလို့ဆိုပေမဲ့ရှိလာမဲ့အရှိအနေတွေနဲ့ကြုံနေရတယ်။လျှက်စစ်စွမ်းအင်မလုံလောက်တာရဲ့ကိုကြီးမဲ့သူရှိနေတာရဲ့ပေါင်းလိုက်ရင်ရှိလာနိုင်တယ်။အဲ့ဒီလိုစိတ်ယုံတစ်ခုဒီမှာလည်းပတ်ပြီးဆိုရင်အမိုက်ဆွန်တဲ့ကိစ္စပါလာပြီ။အမိုက်ကိုဘယ်လိုဆွန့်ပြရမလဲ။ ဘလို့ဆုံးတင်တယ်လဲဘလို့မဆုံးတင်ဘူးလဲဘူညီတိဆောက်ပေးတဲ့လုပ်ငန်းရှင်ဟာတို့ပဝင်းကျင်အပေါ်မှာဘလောက်ဂရုစိုက်တယ်လဲဘာစီကန်းတွေထားတင်တယ်လဲတို့ကရောပဝင်းကျင်က ပြည်သူလူထုအနေနဲ့မြမပြည်နဲ့နိုင်ငံသားတွေမထိခိုက်အောင်ဘာတွေတောင်းဆိုတတ်မှတ်ပေးတတ်မလဲမဟုတ်ဘူးလားပြဿနာတစ်ခုကိုဇင်းမြစ်ကအစတိထားရင်စဉ်းစားဆင်ခြင်ရာတွေကိုစဉ်းစားဆင်ခြင်တတ်မှာပေါ့သမုဒ္ဒရာအောက်ရှေ့အနက်ပိုင်းကခြုံစည်းလွာတဲ့အမိုက်ပစ်တာဟာ သမုတ်ရရဲအမိုက်စွန့်တာနဲ့မတူဘူးအမှတ်တမဲ့တွေးကြည့်ရင်အတူတူလို့ထင်ရတယ်မတူဘူးသမုတ်ရရဲအမိုက်ပြစ်တာကရေဟောက်ထဲမှာတမရိဘူးတွေတဲ့ထည့်ပြစ်တာသမုတ်ရရေးစည်းကြောင်းရေမုံတိုင်းငင်းကလင်းတွေကြောင့်အဲ့ဒီဘူးတွေစီတွေအရှင်းရှင်းရိုက်ခတ်ဆိတ်ယူနိုင်တယ်ရှွန့်လွားမှာပြစ်တာကြတော့မတူဘူးလေပဝင်းချင်းဘလောက်လှုပ်လှုပ် ရှင်ထဲမှာရှိနေတဲ့အရာဟာငြိမ်ပြီးကတ်နေမှာပဲရှင်စည်းကိုဖဲခွက်ထဲထက်အဲ့ဒီရှင်စည်းတွေကိုငုံလေးတစ်လုံးနဲ့ထဲ့သိပ်ပြီးဖဲခွက်ကိုစောင့်ကြည့်လိုက်ပါလားရှင်စည်းထဲမှာမိုင်းထားခံရတဲ့ဘူးလေးဘယ်ကွဲမလဲဖဲခွက်ကိုတမန်တလင်းပေါ်မှာပောက်ခွဲကြည့်ဦးမလားဖဲခွက်တော့ကွဲမယ်ရှင်စည်းလုံးကဒီအတိုင်းနေမှာပဲရှင်စည်းတွေကငုံလေးဘယ်ကွဲမလဲအဲ့ဒီအတိတ်ပဲပေါ့လေအမိုက်စီတွေကိုရှင်ော်တဲ့ထင်းနဲ့သိပ်ဖို့ဒီမော်ဂျီတွေ လေရင်ကြီးတွေနဲ့တဲရတာမဟုတ်လားအဲ့ဒီသင်္ဘောကြီးတွေလေရင်ကြီးတွေမထောတဆသမုဒ္ဒရာဂျမ်းပင်စီပြုတ်ကျခဲ့ရင်ရောဘယ်နဲ့လဲ1965ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဂျပန်ကမ်းရှည်ကအဖြစ်မျိုးဒါမျိုးတွေကိုဘာနဲ့ရှောင်ကြရှားကြမလဲအေးလေဒါဆိုရင်တော့ကန်စီမိုင်ယာဆိုတဲ့ဇာတ်ပဲပြောရတော့မှာပေါ့ကလျာမဂဇင်း2001 AD